သိပ္ပံပညာကအရန်ကိုခင်မီစမ်းတဲ့ပါတယ်ကြည်ပြီးသွားရင်လူကြီးမင်းတို့အရန်အံ့ဩပါလိမ့်မယ်။မြားရှိမှာဖန်ခွက်ထည့်ပြီးရေအပြည့်ဖြည့်ပေးလိုက်မယ်ဆိုမြားကဥတီယာဘက်ပြောင်းလဲသွားမှာပါ။ဒါကတော့အလင်းပြောင်းခြင်းနေရာမှာပါ။ကွဲလွယ်တဲ့ဖန်ပကံလုံးတွေကိုဒီတိုင်းတန်နေရိုက်မယ်ဆိုတစားစီကွဲသွားပါလိမ့်မယ်။ဒါပေမဲ့ရေထဲထည့်ပြီးဖြည်းဖြည်းချင်းတန်နေရိုက်မယ်ဆိုမကွဲပေအပေါက်လေးဖြစ်သွားပါလိမ့်မယ်။ဒါကတော့ရေထဲကဆွဲငင်ရနေရာမှာကြောက်ပါ။မြစ်ဆန်ပူတွေကစာရွက်ကိုမိရှို့ပေးလိုက်ရင်စီရီချန်ခဲ့ပါလိမ့်မယ်။ အဲဒီစီတွေကိုလက်မပုတ်ကြည့်လိုက်မယ်ဆိုအဖြူရောင်ငွေတွေထွက်လာပါလိမ့်မယ်။ဒါကတော့မြလဲစီယာတွေသုံးနေကြအကွက်ပါ။ဖန်ကွက်ကိုဘီယာဘူးအပဝါနာမှာပွက်ပေးပြီးတစ်ချက်လောက်ရိုက်ချလိုက်မယ်ဆိုဘီယာတွေကဂတ်တွေထွက်လာမှာပါ။ဒါကတော့တွန်းကန်ခြင်းသဘောတရားပါ။စက်ကူပြားကိုတန်လိုက်နှစ်ခုကြာမှာကပ်မယ်။အပေါ်ကနေတန်ချောင်းနဲ့တခဲကပ်ပြီးဝါယာကြိုးနဲ့ဆက်သွယ်ပေးလိုက်မယ်ဆိုပန်ကားလေလာပါလိမ့်မယ်။ဒါကတော့ပန်ကားလေချင်းရဲ့နီးရမှာပါ။ပင်ပေါင်ဘောလုံးကိုရေပြည့်ထည့်ထားတဲ့ရေဘူးအပေါ်မှာတင်ပေးလိုက်ပြီးမှောက်ချလိုက်မယ်ဆိုရင်တော့ပင်ပေါင်ဘောလုံးကပြုတ်ကျမှာမဟုတ်ဘဲတီးရှိနေမှာပါ။ တွားကြားထိုးရန်တွေကိုချိုးပြီးတော့ဗီဒီယိုတွေကအတိုင်းထားလိုက်မယ်။ပြီးတဲ့အခါရေစက်လေးချပေးလိုက်မယ်ဆိုရင်တော့တွားကြားထိုးရန်ကကျဲပုံစံလေးပြောင်းလဲသွားမှာပါ။တိပ္ပံပညာတွေကခင်မိလာပြီမို့အချိန်ရှိတဲ့အခါခလေးတွေကိုလက်တွေ့လုံးပြကြည့်ကြနော်။